င်ငံတော်ရဲ့လုံခြုံရေးကိုချိန်ချောက်နေပြီးအခွန်အခတွေနစ်နာနေတာကြောင့်ပြီးခဲ့တဲ့မေလနောက်ဆုံးအပတ်ကစပြီးလိုင်စင်မဲ့ကားဆိုင်ကယ်တွေကိုတိုင်းနဲ့ပြည်နယ်တို့မှာဖမ်းဆီးအရေးယူမှုတွေကိုလှောက်ဆောင်နေပြီဖြစ်တယ်လို့ကြားသိရပါတယ်လိုင်စင်မဲ့ကားဆိုင်ကယ်တွေကိုဖမ်းဆီးအရေးယူဖို့မေလ20ရက်နေ့နေပြည်တော်ကောင်စီမြို့နယ်မှာပြုလုပ်ခဲ့တဲ့စီဝေခမ်းမမှာနာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ် ဒီလိုလှုပ်ဆောင်တာကိုလည်းတိုင်းဒေသကြီးနဲ့မြို့နယ်တွေမှာလုံတင်တဲ့လုံရက်တစ်ခုလို့တွေးမြင်မိပါတယ်။ဒါပေမဲ့လည်းနေဆက်ဒေတာတွေကပြည်နယ်တွေမှာတော့အစိုးရဝန်ထမ်းအများစုကနေပြီးအခြေခံပြည်သူတွေအထိလိုင်စင်မဲ့ကားဆိုင်ကယ်တွေနဲ့သာယုံသွားခြင်းအလုတ်သွားခြင်းနဲ့အသက်မွေးဝမ်းကြောင်းအတွက်စီးပွားရှာနေသူတွေဟာ99ရာခိုင်နှုန်းလောက်ရှိနေပါတယ်။ ဆိုင်ကအငားလိုက်တာတွေကုန်စည်ပို့ဆောင်တာတွေပြည်내အတွင်းခရီးသွားပြည်သူပို့ဆောင်တာတွေစတဲ့လုပ်ငန်းတွေကိုအစင်မဲ့ကဆိုင်ကတို့နဲ့တာအသက်မွေးဝမ်းကြောင်းရှာဖွေလုပ်ကင်နေကြတဲ့ဒီရောက်ခံပြည်သူတွေကိုအများဆုံးတွေ့မြင်ရမှာဖြစ်ပါတယ်။ကချင်ပြည်내မြစ်တနာမြို့ပေါ်မှာလိုင်စင်မဲ့ယင်တွေကိုမေလ26ရက်နေ့ကနေစပြီးတော့ည9:00နာရီနောက်ပိုင်းထွက်တဲ့ယင်တွေကိုစတင်ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပါတယ်။ဒီလိုဖမ်းဆီးတဲ့အခါတပတ်အတွင်းမှာကိုလိုင်စင်မဲ့ကအစီး30နဲ့ဆိုင်ကအစီး30နီးပါးတို့ကိုဖမ်းဆီးရမိခဲ့တယ်လို့သတင်းဌာနတွေမှာတွေ့မြင်ရပါတယ်။ ။လိုင်စင်မဲ့ယင်တွေကိုမြစ်ကျနာမျိုးပေါ်မှာညပိုင်းအချိန်တွေမှာဖမ်းဆီးတာတွေကြောင့်ယင်သွားယင်လာနှဲပါနေတယ်လို့ဒေသခံတွေရဲ့ပြောဆိုမှုအရသိရပါတယ်။ညပိုင်းအချိန်ဖမ်းဆီးတာကအစိုးရဝန်ထမ်းတွေအခြေခံပြည်သူတွေအတွက်ကြေညာကြီးကြီးမားမားမဖြစ်ပေါ်စေပါဘူး။ ဒါပေမဲ့လည်းလိုင်စင်မဲ့ယာဉ်တွေကိုမနေ့ပိုင်းအချိန်တွေမှာပါဆက်လက်ဖမ်းဆီးဖို့ရှိတယ်လို့အစိုးရဝန်ထမ်းနဲ့နှိစက်တူတူရဲ့ပြောဆိုချက်အရာသိရပါတယ်။ဒီလိုမနေ့ပိုင်းအချိန်တွေမှာပါဖမ်းဆီးမယ်ဆိုရင်လိုင်စင်မဲ့ကဆိုင်ကယ်တွေနဲ့ယုံသွားယုံပြန်အလုပ်သွားအလုပ်ပြန်သူတွေအတွက်အခက်အခဲတစ်ခုဖြစ်စေနိုင်ပါတယ်။ ြင်ကျနာမျိုးပေါ်မှာယုံသွားယုံပြန်အလုတ်သွားအလုတ်ပြန်သူတွေအတွက်ဖယ်ရီအကြိုဖို့ကားတွေဆိုတာမရှိသလောက်ရှားပါတယ်ကိုထူကိုထစနစ်နဲ့တံပိုးနဲ့လိုက်စင်မဲ့ကားဆိုင်ကယ်တို့နဲ့သာအသွားအပြန်ပြုလုပ်နေရပါတယ်လိုက်စင်မဲ့ယာဉ်တွေကိုမနှက်ပိုင်းအချိန်တို့မှာဖမ်းဆီးမှုလုံဆောင်လာပါကဒိရခံပြည်သူတွေအစိုးရဝန်ထမ်းတွေနဲ့ပြိုက်တာလူမှုကူညီရေးအသင်းရင်တွေပါတွာလာမှုအခက်အခဲတွေးလာဖွယ်ရှိနိုင်တယ်လို့မြင်မိပါတယ် မြစ်တနာမျိုးပေါ်မှာလူမှုကူညီရေးအသင်းအနေနဲ့ဒေသခံပြည်သူတွေအများအပြားရှိနေပါတယ်ဒီလိုများပြားလာတဲ့အဖွဲ့အစည်းပြည်သူတွေဟာနေ့စဉ်ရုံသွားရုံပြန်နေအလုတ်သွားအလုတ်ပြန်အတွက်လိုင်စင်မဲ့ကဆိုင်ကယ်ရုနဲ့သာတွာလာလှူရှာနေရပါတယ်ဒါအပြင်တာဒနာရေးအဖွဲ့အစည်းတွေမှာလည်းအလူရှင်များလူရန်ထားကြတဲ့လိုင်စင်မဲ့ကဆိုင်ကယ်ရုနဲ့သာတွာလာလှူရှာမှုတွေရှိနေပြန်ပါသေးတယ် လက်ရှိဖြစ်ပေါ်နေတဲ့ဖြစ်စဉ်တွေကိုပြန်ကြည့်မယ်ဆိုရင်လည်းအထားပြည်နယ်နဲ့တိုင်းတွေမှာနှိဘက်တွေပါလိုင်စင်မဲ့ရင်တွေကိုဖမ်းဆီးတာတွေကြောင့်ဝန်ထမ်းတွေအသက်တည်ဆုံးရတဲ့ဖြစ်စဉ်တွေကိုလည်းဆိုရှယ်မီဒီယာတွေမှာတွေ့မြင်ရမှာဖြစ်ပါတယ်။အချင်းပြည်နယ်ဟာတရုတ်မြန်မာနယ်နိမိတ်ချင်းထိစပ်နေတဲ့ပြည်နယ်တစ်ခုလည်းဖြစ်ပါတယ်။ တရုတ်မှဝင်ရောက်လာတဲ့တံပိုးနဲ့လိုင်စင်မဲ့ဆိုင်ကယ်တွေကိုတော့အသုံးပြုသူတွေများပြားလာပါတယ်။ဒါအပြင်တရုတ်နိုင်ငံကဝင်ရောက်လာတဲ့လက်စစ်ပစ္စည်းနဲ့လူသုံးကုန်ပစ္စည်းတွေကိုပါအမိပြုတုံးဆဲလျက်ရှိနေပါတယ်။ဒါကြောင့်ပြည်ပနိုင်ငံတွေနဲ့နယ်နိမိတ်ချင်းထိဆက်လျက်ရှိတဲ့နယ်စပ်ဒေသပြည်နယ်တွေကိုတော့နိုင်ငံတော်အကြီးအကဲတွေရဲ့လမ်းညွှန်မှုနဲ့မြို့နယ်လိုင်စင်တို့မဟုတ်ပြည်နယ်လိုင်စင်တွေကိုပြုလုပ်ပေးစေချင်ပါတယ်။နိုင်ငံတော်အခွန်ခရရှိခြင်းနဲ့နိုင်ငံတော်လုံခြုံရေးကိစ္စရပ်များကိုလည်းကာကွယ်ပြီးသားဖြစ်တယ်လို့ယူဆမိပါတယ်။ မြို့နယ်လိုင်စင်ပြည်နယ်လိုင်စင်တွေကိုလည်းဒေသတွင်းကပြည်သူတွေလုံဆောင်နိုင်တဲ့ဈေးနှုန်းနဲ့သာချမှတ်ပေးစေလိုပါတယ်။လက်ရှိဖြစ်ပေါ်လျက်ရှိတဲ့နိုင်ငံရေးပဏိမခပြဿနာတွေကြောင့်ပြည်သူအများစုမှာကုန်ဈေးနှုန်းမြင့်တက်ခြင်းအလောက်ကန်ရှားပါခြင်းတို့ကြောင့်နေစဉ်အခက်အခဲတွေနဲ့သာရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ီလိုအချိန်ကာလမျိုးမှာပြည်သူတွေကိုငှက်ညာတဲ့အနေနဲ့မြို့နယ်ပြည်နယ်လိုင်စင်တွေကိုဈေးနှုန်းသက်သာစွာနဲ့လှုပ်ဆောင်ပေးမယ်ဆိုရင်ပြည်သူတွေရင်ထဲကအမောကိုတစ်ဖက်တစ်လမ်းကဖြည့်ဖြောက်ပေးရရောက်တယ်လို့မြင်မိပါတယ်။ဒီလိုမြို့နယ်သို့မဟုတ်ပြည်နယ်လိုင်စင်တွေကိုပြုလုပ်ပေးဖို့အစိုးရအနေနဲ့အခက်အခဲရှိနေတယ်ဆိုရင်လည်းလိုင်စင်မဲ့ရင်တွေကိုညပိုင်းအချိန်တို့မှသာဖန်ဆီးပေးဖို့ပြည်သူတွေရဲ့တောင်းဆိုတမ်းတွေကိုကြားသိနေရပါတယ်။သ ဆိုင်ရာတာဝန်ရှိသူတွေကလည်းအခြေခံပြည်သူတွေရဲ့အခက်အခဲတွေကိုကြီးရှုပေးပြီးလုပ်ငန်းစဉ်တွေကိုချမှတ်ဆောင်ရွက်ပေးနိုင်မှာကပုံမအဆင်ပြေစေနိုင်မှာဖြစ်တဲ့အတွက်ပြည်သူအတန်းကိုနားဆွံ့ပေးဖို့ရည်သားအကြံပြုလိုက်ရပါတယ်။